အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကတောင်းပေးလိုက်ပါတယ် အဲ့ဒီတော့ဒါကျွန်တော်တို့လက်ရှိမှာ Arsenal သင်္ကန်း Ascendant မှာလက်ရှိမှာဒါကျွန်တော်တို့ရမှတ်ကိုတော်တော်လေးကိုခွာပြီးတော့စတင်ပြီးတော့ဦးဆောင်လာခဲ့ဖြစ်ပါတယ်ဒီတစ်ခေါက်ကတော့ဒါ Arsenal သင်းတို့ဒါကျွန်တော်တို့လက်ရှိမှာဒါ Ascendant ဆိုတဲ့ယာတုကနေပြီးတော့လုံးဝအပြီးပိုင်ခွဲချပြီးတော့လက်ရှိမှာတော်တော်ကြီးကိုကောင်းတဲ့ခြေစွမ်းနေနေအတူဒါလက်ရှိလုံးပြနေတယ်လို့ပြောလို့ရမယ်ဒီမှာပါတယ်လို့ကျွန်တော်မြင်နေမြို့တော်ပဲဆိုးစေးကောင်းမှု Arsenal သင်းတဲ့ဒီနေ့ပွဲစဉ်မှာဒါ Crystal Palace ကိုကျင်းပြောင်းနေရလနဲ့နိုင်ခဲ့ပေမဲ့ဒီတစ်ပတ်က Arsenal သင်းရဲ့တကယ်ကို ောင်းတဲ့ရက်သက်တပတ်လို့ပြောလို့ရမယ်ဒီမှာပါပါတယ်အဲ့တော့လက်ရှိဒါကျွန်တော်တို့ဒါ နောက်ဆုံးမူမဲ့နေထိဒါကျွန်တော်အာဆုံသိနေနဲ့တကယ်လို့ဒါကျွန်တော်တို့ခရစ်စတယ်ပေးသစ်ကိုတော်တော်လေးကိုဒါကျွန်တော်တို့ဒုက္ခပြီးနိုင်စွမ်းရှိတယ်ဆိုတဲ့ဥစားကိုခရစ်စတယ်ပေးသစ်ကမြင်ခဲ့ရတယ်။ဒါပေမဲ့တော့ညလည်းလက်ရှိမှာဒါကြောင့်မန်ချက်စတာစီတီအသင်းရဲ့ရှုံးနေမှုကလည်းဒီနေ့ပွဲစဉ်မှာအာဆုံအသင်းရဲ့ညကိုပုံမူပြီးတော့ချုံမြင့်စွာဖြစ်သွားခဲ့တယ်မှာပါတယ်။လက်ရှိဒါဇယားထိတ်ကိုကြည့်မယ်ဆိုရင်တော့ဘုံမောက်တို့ဆနာလန်တို့ကိုတွေ့မြင်နေရတာဖြစ်ပြီးတော့တော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတဲ့မူမဲ့ဒီကစီကနေပြီးတော့ဒါကျွန်တော်တွေ့နေရတယ်။ဘာလို့လက်ရှိမှာဒါကျွန်တော်တို့ အဲဒီမှာကျွန်တော်တို့ Arsenal အသင်းနေနဲ့ဒါဘယ်လိုပဲပြောပြောဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့တစ်ဖက်ကဒါကျွန်တော်တို့သူတို့နဲ့ကတ်နေတဲ့အသင်းတွေအကုန်လုံးဒါရှုံးနေခဲ့တယ် City အသင်းနဲ့ Aston Villa အသင်းကိုသူတို့ရဲ့ away win တွေမှာ1-0နဲ့ဆုံးနေဒါကြောင့်လက်ရှိမှာ Liverpool အသင်းနဲ့ Brentford ကိုဒါ3-2နဲ့ရှုံးခဲ့တဲ့အတွက်ကြောင့်မလို့ Arsenal အသင်းနဲ့ရမှတ်အရာဖြစ်အခုချိန်ကစပြီးစတင်ပြီးခွာပြီးလို့ပြောလို့ရတယ်အဲ့တော့ Arsenal အသင်းရဲ့ဒီနေ့ရဲ့တလုံးတလုံးသွင်းကုန်ကိုတော့လက်ရှိမှာ Crystal Palace ရဲ့ကစားသမားဟောင်းဖြစ်တဲ့ Easy ကတွင်းယူခဲ့ပြီးတော့တော်တော်လေးကိုလှပသေးတဲ့သွင်းကုန်တစ်ခုအနေနဲ့လည်းတွေ့မြင်ရခဲ့တယ်လို့ပြောလို့ရတယ်မှာပါ Arsenal အသင်းဘက်က ြန်ကြည့်အောင်ဒီနေ့ပေါ်ဆုံးမှာအာဆုံသင်ဘာဒီလူလေဘာဒီမိုက်လေအဲ့တော့ဒီနေ့ပေါ်ဆုံးမှာပြောစရာမလိုတဲ့အချက်ကအာစနိုအသင်းအနေနဲ့သူတို့ရဲ့ဒါကန်ဆယ်ပိုင်းကတော့ဆောက်ရမ်းမိုက်နေစေဖြစ်တယ်လို့ပြောလို့ရတယ်မှာပါတယ်ဒီနေ့မှာဒါဝီလျံဆာရီဘာရဲ့အင်ဂျူရီကမပြင်းထန်ဘူးပဲလူတယ်လို့မြင်တယ်ဒါပေမဲ့အရင်တုန်းကတော့သိပြီးပူစရာမလိုပေမဲ့လက်ရှိမှာဆာရီဘာနေရာမော်စကာကဝင်ဆော့သွားခဲ့တာဆာရီဘာဒါကျွန်တော်လက်ရှိထွက်လို့ထွက်သွားမှန်းတော့မသိတဲ့အထီးကဒါကောင်းခဲ့တယ်လို့ပြောလို့ရတယ်မှာပါတယ်ဂီဘီယန်နဲ့မော်စကာအတွဲကတကယ်ကွန်မနီရှင်ဖြစ်ခဲ့ပြီးလက်ရှိမှာအာစနိုအသင်းကသူတို့ဟာလက်ရှိပရီးမီးယားလိဂ်တမို့ပဲနဲ့ဥရောပမှာပါအကောင် င်းဆုံးကွင်းလေကစားသမားတွေကို sorry ကန်စီကစားသမားတွေကိုပိုင်းဆိုင်ထားခဲ့တာဟုဆက်လက်ပြီးတွေ့မြင်ခဲ့ရတယ်မှာပါဒီနေ့ပုံမှာကျွန်တော်ဒါအာဆနယ်အသင်းအနေနဲ့နောက်ထပ်တစ်ခုပြောချင်တာကဒါကျွန်တော် Declan Rice ပဲ Rice ရဲ့လက်ရှိခြေစွမ်းကဒါကျွန်တော်ဒဏ်ရာရပြီးမထွက်သွားခင်အတီကိုတော်တော်ကြီးကိုချီးကျူးဖို့ကောင်းလို့နဲ့လို့မြင်တယ် Rice နဲ့လက်ရှိမှာဒါကျွန်တော်ဒါမနစ်အိပ်ပေါ့လွန်ခဲ့တစ်နှစ်လောက်ခရီးကဒါတန်တရာနဲ့ဝေထားတဲ့ကစားသမား လူဒါကျွန်တော်လူတော်များမိတော်မိသွားတဲ့အထီးကိုအဲ့လောက်တီကိုကောင်းနေတာတွေ့ရမယ်လောက်ခလာစားဘလောက်လဲသူ့ရဲ့ပြောင်းရွှေ့ခြင်းဘလောက်လဲဒက်ကလန်ရိုက်စ်နဲ့ပတ်သက်ရင်တော့မင်းမဲစရာကိုမလူတဲ့ခြေစွမ်းတစ်ခုတွေ့ခဲ့ရတယ်ဒီနေ့ပေါ်စမှာဒါကျွန်တော်ထဝန်းနဲ့အာစတိုအသင်းရဲ့ set piece ရဲ့ second ball တွေကနေပြန်ချလာတဲ့ဘောလုံးကိုတော့ easy ကဒါပိတ်သွင်းခဲ့တာတွေ့ရမယ်ဒီနေ့ပေါ်စမှာ Crystal Palace ကသူတို့လုံနိုင်စွမ်းတွေကိုသူတို့ဆက်လက်ပြီးလုံပြခဲ့တာတွေ့ရမယ်ဒီနေ့ပေါ်စမှာနောက်ထပ်တစ်ချက်ကိုချီကျူးတာ Crystal Palace ရဲ့ခံစစ်ပဲအာစတိုအသင်းရဲ့ crisis ပိုင်းကိုအကြီးအကျယ်ထိန်းချုပ်နိုင်ခဲ့တာတွေ့ရမယ်စာကားဘက်ကတော့လက်ရှိမှာဒါကျွန်တော်မတ်ဂါရီနဲ့ ဲ့မစ်ရှဲနဲ့ဒါကျွန်တော်တော်လေးကိုတာဝန်ကြီးပြွန်စွာထိတ်ချုပ်နိုင်ခဲ့တဲ့ဥစ္စာကိုတော့တော်တော်ကြီးကိုချီးပြူးရမယ်လို့ကျွန်တော်အနေနဲ့ပုံကော်ရေးကမြင်မိရတယ်မှာပါအဲ့တော့မိတို့ပဲစိုးစိကမှုဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ မိတို့ပင်စူးစီတော်တော်လေးကိုချစ်ကျူးစရာကောင်းခဲ့တဲ့အနေထားတစ်ခုကတော့ Arsenal ရဲ့ဒါကျွန်တော်ခံစားပိုင်းနောက်တစ်ခုပဲဒီနေ့မှ Julian Timber နဲ့ Saka ကိုဒါလက်ရှိဒါ Walk Great အနေနဲ့ဒါကျွန်တော်တွန်းနဲ့ပုတ်တဲ့ဥစ္စာတွေတော်တော်လုပ်ပေးခဲ့တယ်ဒါပေမဲ့ပြဿနာပြ Saka ဒီနေ့ပုံစံမှာဒါ Darry Michel နဲ့ဒါကျွန်တော်တို့ဂါယီတို့နှစ်ယောက်တကယ်ကိုအတင်းကျပ်ပူးပေါင်းပြီးဒါကျွန်တော်ကြံစီထားခဲ့တယ်လို့ပြောလို့ရတယ် Saka အနေနဲ့တကယ်ကိုဒါဒီနေ့ပုံစံမှာ Pressurize ဖြစ်နေတာတော့မှရအောင်ညှစ်ပြီးထုတ်ပေးသွားခဲ့ပြီဒါပေမဲ့လက်ရှိမှာ Saka ပိတ်သွားချိန်မှာဘလူးတိုင်ပတ်သွားဆို Yogres ပဲ Yogres နဲ့ဒီနေ့ပုံစံမှာဒါ Arteta နဲ့ Center Forward Play ကိုအဓိကညွှန်ကြား ထားခဲ့မှုရတယ်။သူကိုယ်တိုင်ကိုသင်တာတဲ့စာရင်တော့သူ့နေတာတောင်းမဲ့နှစ်ဖက်နှစ်ချက်ရတာ AM မှာရှိတဲ့ Easy တို့ကိုသူ့နေနဲ့ space အရန်ရှာပေးတယ်။ Ukraine နဲ့ဒီနေ့ပေါ်တော့သူကိုယ်တိုင်ကိုသွေးဖို့ဆိုရတဲ့စာရင်သူဟာဘောကိုက်နေတာပုံများတယ်။ဒါဟာကောင်းတဲ့ချက်ဖြစ်လို့မကောင်းတဲ့ချက်လို့လည်းကျွန်တော်နေနဲ့မြင်တယ်။ Ukraine နဲ့လက်ရှိမှာသူကိုယ်တိုင်အဆုံးသက်တဲ့ movement တွေရှိခဲ့တဲ့တဲ့လို့မြင်တယ်။ Sporting မှာဒါကျွန်တော်မြင်ခဲ့ရ Ukraine ပုံစံမျိုးနည်းနည်းလေးကွာခြားလာခဲ့ပြီးလက်ရှိမှာ Center for ပုံစံနဲ့ Ukraine ပုံစံမျိုးမြင်ခဲ့ရတယ်။ဒါပေမဲ့လက်ရှိမှာဒီနေ့ပေါ်တော့ကျွန်တော် Ukraine ကိုတချို့သော movement တွေမှာ Camp Lite ပါလာကွာဆိုတဲ့ movement တွေကိုကျွန်တော်ခံစားခဲ့ရပေမဲ့ Ukraine ကို င်ငါတက်ရှိမှာအဲ့ဒီခွင့်ရေးကိုအသုံးမချခဲ့တာတွေ့ရမယ်အသုံးမချနိုင်ခဲ့တာမဟုတ်ပဲအသုံးမချခဲ့တာကိုတွေ့ရမယ်ပြီးတော့နောက်တစ်ခုအာဆိုသင်းနဲ့ဒီထက်ပိုကောင်းနေတယ်ဆိုလက်ရှိမှာ final အခုလက်ရှိမှာဒါကျွန်တော် acidic နေရာမှာအမှတ်တွေဖြတ်ထားခဲ့ပြီးဖြစ်ပေမဲ့လုံးဝ final game မှာလုံးဝဒါကျွန်တော်အပြတ်သက်လုတ်ပစ်ဖို့ဆိုရင်တော့ trosser လို့ left wing နေရာမှာ left wing မှာပိုကောင်းနေကစားသမားလူတွေလူမြင်တယ်ပြောချင်တာပဲလက်ရှိမှာ easy ကိုပိတ်မယ်ဆိုရင်ဒီ left wing နေရာကဘဒုကိုတုံးမယ်ဆိုပုံစံမျိုးလူတွေအဲ့တော့ဆို easy မဟုတ် saka ကိုပိတ်မယ်ဆိုရင် left wing နေရာမှာဘဒုတုံးမလဲဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တွေ့ရမယ်ဒီမှာပါတယ်အဲ့တော့ဒီနေ့ပုံစံမှာ crystal palace ကလည်းရှင်းပါတယ် marte တာကိုပြန်တည်ပြီး Ismaili Sa ရဲ့လင်မြန်မှုနဲ့တူထိုးဖောက်မှုကြိုးစားခဲ့တယ်။ဒါပေမဲ့ဒီနှစ်ပွဲစဉ်မှာဒါ Arsenal တင်းရဲ့ fullback နဲ့ဘယ်လောက်ထိကောင်းခဲ့လဲဆိုတော့ဒါခါတိုင်းဒါ Crystal Palace ရဲ့ count base ဆိုတဲ့ Munoz တို့ကစားသမားမျိုးကိုဒီနှစ်ပွဲစဉ်မှာ Color Fury အကောင်းဆုံးထိန်းချောင်းနိုင်ခဲ့တယ်။ Munoz ဒီနှစ်ပွဲစဉ်မှာ Color Fury ကိုတော်တော်လေးကိုကြော်ဖြတ်ဖို့အင်မတန်မှခက်ခဲခဲ့ပြီး Munoz ဆိုပြအမှန်တိုင်းပြောလက်ရှိမှာပေါ့နော်ကျွန်တော်အမြင်မှာပြောရမယ်ဆိုရင်ဒါ Premier League မှာ underrated အဖြစ်ဆုံးကစားသမားရဲ့တယောက်ကဒါကျွန်တော် Munoz ပဲ။ Munoz အနေနဲ့လား right wing back လည်းရတယ် right back လည်းရတယ်တိုက်စစ်ဘက်မှာ like လို့ရခန်းစစ်ဘက်မှာလည်းအဲ့တော့ဒီလိုကစားသမားမျိုးကိုဒါ Color ဖျူရီနေနဲ့တိုက်စစ်မှာကိုခံစစ်မှာပါတော်တော်လေးကိုဒါကျွန်တော်ခရရအောင်လုပ်ပြနိုင်ခဲ့တယ်အဲ့တော့ ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့အာဆိုသေးနေနေဒါကြောင့်ဝင်းဘက်တီကိုဆွတ်ဆက်ပြီးထိန်းချောင်းရင်းနဲ့ဂျူရီယန်တင်းမနဲ့ကာလာဖီယိုရီရဲ့အတက်ကင်လိုင်းတွေကအစတော်တော်လေးကိုအားနေသွားတာကိုတွေ့ရမယ်။ဒါပေမဲ့ဒါကျွန်တော်ခုနကပြောသူအာဆိုသေးနေပေးဆက်လိုက်တဲ့ scenario တွေတခုပေါ့နော်။အဲ့တော့ဝီလျံဆာလီဘာရဲ့ဒဏ်ရာကကျွန်တော်အနေနဲ့မပြင်းထန်ဘူးတော့မျောလင်းရတဲ့တည်းမှာပါ။အဲ့တော့လက်ရှိမှာဒါကျွန်တော်အာဆိုသေးရဲ့အရန်လူအင်အားဘလောက်တောင့်လဲဆိုတာခန်းစစ်ဘက်မှာလဲချလိုက်တဲ့အချိန်မှာမော်စကာရောကစားသမားမျိုးထွက်လာတယ်။ပြီးမိနစ်80ကျော်မှာဟင်ကာပေးလို့ကစားသမားမျိုးဆက်လက်ပြီးထွက်ပေါ်လာခဲ့တဲ့တည်းမှာပါတယ်။ပြောချင်တာပဲလက်ရှိမှာအာဆိုသေးနေလက်ရှိ squad depth က ယ် level အထိရှိနေလဲဆိုတော့ဒီနေ့ပွဲစဉ်မှာအတိုင်းသားမြင်ခဲ့တယ်ကျွန်တော်တွေနဲ့အလက်ရှိမှာအာဆာဝသိဘက်ကတော့ကျွန်တော်တို့ squad တက်မှာတိတ်ပြီးနည်းနည်းလေးအားများဆိုတိုက်စစ်ပိုင်းနဲ့ left wing မှာမြင်ဒါမှမဟုတ်ခုနကပြောသဘဲ Martin Daly လို Chadley လိုမျိုးတက်ထဲလိုက်တဲ့အချိန်မှာဒါတိုက်စစ်ဘက်ကဒါကျွန်တော်တို့ warm ပြူပူကြိုးစားခဲ့ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာအကြီးအဆုံးကဘာလဲဆိုတော့ Crystal Palace ရဲ့တိုက်စစ်မှုဝင်လာတဲ့ဒါ Angidia ပဲ Angidia ရဲ့ဒီနေ့ပွဲစဉ်မှာ Arsenal အသင်းကိုဘာဘာအညှိုးနဲ့လည်းမသိဘူးပေါ့နော်ဆွတ်ဆက်ပြီးကြိုးစားနေပြတာတွေ့ရတယ် Palace အသင်းနေတာကျွန်တော် Angidia ဒီနေ့ပွဲစဉ်မှာတစ်ဖက်ရဲ့ဒါ Kansas ကိုကြိုးသွားပေါ့ကျွန်တော်ကျွန်တော်ကြော်ဖြတ်ဖို့ခဏခဏကြိုးစားရတယ်တင်းပါကူလည်းကြော်ဖြတ်ဖို့ ူးစားတယ်ကာလာဖျူရီကိုလည်းကြော်ဖြတ်ဖို့ဂျူးစားတယ်အန်ကီတီးယားလည်းဒီနေ့ပုံစံမှာတအားနိုင်ကျင်တယ်ဒါမှမဟုတ်ပြော professional တော့တအားဆန်လို့မြင်တယ်ဒါပေမဲ့ I think he is trying to prove a point ပေါ့နော်သူ့အနေနဲ့ဒါသူကတခုခုကိုလုတ်ပြနိုင်စွမ်းရှိတယ်ဆိုတာကိုသူ့အနေနဲ့ဒါသူ့ပြိတ္တတွေကိုသူလုတ်ပြကျင်တဲ့နေရာမှာပါတယ်ဒါပေမဲ့ဒီနေ့ပုံစံမှာအန်ကီတီးယားလုတ်ပြတာတွေကတိတ်ပြီးအရာထင်တာတော့မရှိဘူးဒါတော့ ပါစနေခန်စပိုင်းကတော်တော်လေးကကောင်းမွန်လွန်းတဲ့အတွက်ကြောင့်မို့ဒီနေ့ပွဲစဉ်မှာ NGD ရတူအယုံကလည်း10 lot လို့မဖြစ်ခဲ့ဘူးလို့ပြောလိုက်ရတယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာ Queen Legend ရှင်တဲ့အချိန်မှာဒါအဒမ်မွာဒန်တို့ဒါကမာရူတို့ပါတယ်မျက်နှာလေးမြုပ်သွားတယ်မှာဒါပေမဲ့ကျွန်တော်မနေ့ပြောလက်ရှိမတခါကျရင် Food Mom တို့ပါခင်ဗျာသွားမကြည့်တယ်။အဒမ်မွာဒန်ဒီနေ့ပွဲစဉ်အတိုးတို့တို့ကျွန်တော်သဘောကျတယ်။တစ်ဖက်က Declan Rice, Zubi Mendy လို့တွဲလုံးမျိုးနဲ့တွဲလို့မြုပ်နည်းနည်းလေးမြုပ်သွားတာပဲရှင်းရှင်းပဲ။အဒမ်မွာဒန်လက်ရှိမှာဒါကျွန်တော် Queen Legend မှာတိုင်ပတ်နေတဲ့ကမာထောက်ပါသူဆွဲခေါ်သွားတဲ့မျိုးမှန်တွေ့ရတယ်။သူ့နဲ့ counter transition တွေမှာ Quadency ကပဲလက်ရှိဒါ one touch pass တွေကိုအဓိက ကတိုးမှုအတွက်ကြိုးစားနေကြတာပဲတွေ့ရမယ်။သူ့မဲ့တော်ညာလည်းအဒမ်မွာတန်တယောက်တည်းကွင်းလင်တဲမှာကြောင်တောင်ဖြစ်နေကြတာသနာဖို့ခေါင်းကြီးလူမြင်နေ။ maybe အဒမ်မွာတန်ကလာမဲ့နေရာဒီမှာအသင်းအသင်းအသင်းဒါအသင်းကြီးတသင်းကခေါ်နိုင်ခဲ့မယ်ဆိုတော့တော်တော်လေးကိုခေါင်းနေလို့မြင်တယ်။ဒါပေမဲ့လက်ရှိမှာ Crystal Palace ဘက်ကပြန်ကြည့်မယ်ဆိုတော့တမင်မွေးင်းချာဆိုင်ဖြစ်နေတာတော်တော်လေးကိုဝမ်းနေဖို့ကောင်းပေမဲ့အခုလက်ရှိမှာ Crystal Palace နဲ့ဒီနေ့ပွဲစဉ်မှာတော့ Arsenal အသင်းကိုဒါထိုက်တဲ့လောက်ဒုက္ခပေးနိုင်ခဲ့တဲ့ Oliver Glasner ကိုကျွန်တော်ဒီနေ့ဒီနေရာကနေအများကြီးအများကြီးအများကြီးချီးကျူးခြင်းနဲ့ပြီးတော့နောက်တစ်ခုနေနဲ့ထပ်ပြီးပြောရမယ်ဆိုရင်တော့ Arsenal အသင်းနဲ့ဒီနေ့ပွဲစဉ်ကဒါသူတို့နေနဲ့ကလင်း င်းရှိတောက်လျှောက်ရယူခဲ့တဲ့ပွဲစဉ်တွေတဖြည်းဖြည်းလာခဲ့ပြီဒါအက်တလက်တီကိုမက်ထရစ်နဲ့ပွဲစဉ်မှာကလင်းရှိအခုပွဲစဉ်မှာလည်းကလင်းရှိဒါပြေကျွန်တော်လက်ရှိမှာဒီနှစ်မှာအာဆုံသင်းနေတဲ့တကယ်ကိုအစိတ်ရှိလာပါတယ်ဆိုတဲ့အသင်းတွေကိုတဖြည်းဖြည်းကျော်ဖြတ်လာပြီဖြစ်ပြီးတော့တဖြည်းဖြည်းနဲ့ဒါကျွန်တော်လွယ်ကူတဲ့ဒါပွဲစဉ်တွေကိုတဖြည်းဖြည်းရောက်တော့မှဖြစ်တယ်ဒါပေမဲ့ပြောပြောအာဆုံသင်းတို့ကလွယ်ကူတဲ့ပွဲစဉ်ဆိုတာမရှိဘူးဒါခုနကပြောလို့ပဲအာဆုံသင်းနဲ့သူများအသင်းရှုံးနာနိုင်တာထက်ဆိုင်သူကတော့တို့လို့တို့လို့နေစေဖြစ်တယ်အစင်တစ်မှာဆက်ဒီဆက်လက်ရည်ဘူးဆိုရင်တော့ကိုကစတိုက်နိုင်နေမှာဖြစ်ပြီးသူများရှုံးနာမရှုံးနာထက်ဆိုင်ကိုကစတိုက်နိုင်နေမှာဆိုသူများရှုံးနာဖြစ်ပြီးနိုင်နာဖြစ်ပြီးသူ့ဘာသူနောက်မှာကြံခဲ့လိမ့်မယ်ကိုကနိုင် င်ဒီမှသာရှေ့ကနေပုံမှန်လေးပြန်သွားနိုင်မယ့်အနေအထားမှာရှိတယ်။ဒါပေမဲ့အာဆိုတဲ့ဒီနေ့ပေါ်မှာတိုက်စစ်ပိုင်းကတော့စာကာကိုပိတ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ အားနည်းသွားရဲ့ဥစ္စာကိုဆက်လက်ပြီးတွေးကြရတယ်မှာပါတယ်ယူကရက်ကိုကျွန်တော်နေတာ center forward ဆိုတာတက်ဆိုင် striker ပုံစံမျိုးကျွန်တော်ပို့ပြီးတွေးခြင်းနဲ့ trosser ကလည်းရှိမှနာ left wing back ကအခုချိန်ထိ arsenal အားနည်းတဲ့တပေါက်လူပဲကျွန်တော်နေနဲ့မြင်ပြီးရတယ်မှာပါတယ် easy ကဒီနေ့ဘောသမတာကိုယ့်ရဲ့အသင်းဟောင်းကိုဂိုးသွင်းသွားခဲ့ပြီးအောင်ပွဲတော်မှာသိပ်ပြီးမခံသွားခဲ့ပေနဲ့သူ့အနေနဲ့ new celebration ကိုသာအဓိကလှုပ်သွားခဲ့တာကိုတွေ့ရမှာအဲ့တော့အဖက်ဘက်ကကြည့်မှဆို arsenal သင်းတော်ကဒီဘက်ကတော့တကယ်ကိုပျော်ရွှင်စရာအကောင်းဆုံးဖြစ်တဲ့ရသက်တဲ့ဘက်လူပြောရင်လည်းကျွန်တော်ကိုတော့ကုန်ပြီပါဦးဘောလုံးဘက်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုနဲ့ TV4U တို့မှာကျင်းနေစံ ပေါင်းကူညီလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမိကြပါနဲ့မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြူတူပါနဲ့ကောင်းမွန်တော့ဒီလေးတနေ့ဖြစ်ပါစုမုံအောင်တောင်းပြီးလည်းပဲကျွန်တော်တို့နောက်မှပဲ AACC တွေ့ကြတာပေါ့ကျွန်တော်တို့ကပြောပါဗျမြန်မာလက်ကလစ်ပေးကြပါဦးမြန်မာကလစ်မှာမြန်မာနိုင်ငံမှာဖြစ်ပါတယ်ဒီပါဗျ